ông muốn rồi mẹ sống đâu à mẹ đi nếp xếp bì nấu nên nhà để xây dựng bộ đề nấu nên mình để rồi sống đó lúc mà nề lúc mẹ phong xây thêm à mẹ cố gắng nên nề rồi để đuôi nề là cố 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 thấy nhà chú đi ép chọc toàn à ô à cũng à ấy luôn mà cái liên nề chẳng nó kiến sa phết nên nề lâu quá rồi ta tao ta tạo nên lâu quá rồi sống cái gì sống anh đi ခုနလရှင်းလာလောက်ကတော့အကြီးကြီးဒုက္ခရောက်တယ်အဲ့ဒီတဲကမှအရက်340လောက်ကအလွန်ကြောက်မဲ့ဖွယ်ရကောင်းတဲ့ခန္ဓာကိုယ်ရဲ့ဒုက္ခကိုပြသွားဘဝနဲ့ရင်းပြီးတော့ကျန်တဲ့လူတွေအတွက်အကောင်းဆုံးကိုယူမယ်ဆိုလို့ရှိရင်ပေးသွားတယ်လို့တောင်ဘုံဘုံကပြောခြင်းကင်းစာဌာနမှာအလုပ်လုပ်တယ်နောက်တခါတယောက်ပြောတာကိုဘုံဘုံကကြားဘူးတယ်အကင်းစာဝေဒနာရှင်တွေကတော်တော်နဲ့ဆုံးတာမဟုတ်ဆုံးပြီဆိုရင်လည်းဝေဒနာအလွန်ပြင်းထန် တော့ကျင်းရကြတဲ့ပုံကိုယ်တွေပြုစုကြတဲ့အတိုင်းဝိုင်းတွေဟာဒီဒုက္ခကိုချစ်တဲ့ခင်တဲ့လူကအဲ့ရပေါ်မှာပက်လက်ဒုက္ခခံနေရတာကိုတည့်ရမဟုတ်နှည့်ရမဟုတ်မြင်နေရတယ်။မြင်နေရတဲ့ခါကျတော့ဘယ်ချိန်ကျမှဒီဒုက္ခကငြိမ့်သွားအောင်ဆိုဆုံးသွားမှာပဲငြိမ့်သွား။ဆုံးစေခြင်းနဲ့လို့ပြောတာမဟုတ်ဘူး။အလွန်တနာတယ်ပေါ့။မရှိမလားဒုက္ခရောက်နေကိုလည်းဘာမှခွဲဝေယူလို့လည်းမရ။ဒါတွေကအလွန်စဉ်းစားရတဲ့ကောင်းတဲ့ကိစ္စ။ တော့တောကပရိဒေဝမဖြစ်ဘူးတော့မဟုတ်ဖြစ်မယ်ဒါမဲ့ဒီအခြေအနေမှာအများကြီးဖြစ်နေတာမရှိဘူးသို့တော်လည်းပဲတွေးမိတိုင်းအထူးသဖြင့်ဘိုးတို့ဘွားတို့ဆိုရင်တောကပရိဒေဝဖြစ်မယ်ပေါ့နော်တခါကြီးကတော့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့အများကြီးဝါသနာပါတော့လေလာလိုက်စားတာတော့တတ်တာမှုရမယ်ပေါ့ဒါအဘွားတော်မှာတော်တော်လေးတက်တက်တာတာရှိတယ်လို့ဘုံဘုံထင်မှလည်းသို့တော်ကိုယ်ယင်ရန်ဖြစ်တာတဲ့သာသမီး ဘလို့ပဲတရားရှင်းချက်တည်းပြောပြောတောကပတိတွေကတော့ရှိမှာပဲဒါဘုမနုကပပြောက်ဖို့နေပါဖို့ဆိုလို့ရှိရင်ဘလို့လုံးမလို့တခုတည်းသောနီလန်းကအမှန်တရားကိုသိတဲ့စိတ်များအောင် လုပ်ဖို့ပဲဒါလေးကိုပိတ္တို့သဘောပေါက်စေခြင်းနဲ့ဟုတ်လားတောကပတိတွေကစိုးရင်လည်းငို ကြွေးတယ်ဆိုတာအတွေးမှားလို့အမှန်မသိလို့စိုးရင်လားအဲ့လိုဆိုရင်အမှန်သိရင်ဒီဘက်ကစိုးရင်တာအလိုလိုနေသွားတာ စိုးရင်မှုအတွက်တခြားဆေးမရှိဘူးနော်အမှန်တရားကိုသိချင်းသိမယ်လေအမွန်မြတ်ဆုံးနဲ့အပြည့်စုံဆုံးအကောင်းမွန်ဆုံးဆေးပဲအမှန်ကိုသိအောင်လုပ်ရမယ်အဲ့တော့အမှန်ကလည်းပဲသိဖို့ကရန်ကြီးမခတ်ဘူးကိုယ်သိချင်တဲ့စိတ်ရှိဖို့အဲ့ဒီဘက်ကိုဥလှဲ့ဖို့ပဲလိုတာအမှန်ကလည်းထူးထူးဆန်းဆန်းကြီးမဟုတ်ဘူးဒါဖြစ်တတ်တဲ့သဘာဝကြီးဆိုတဲ့ဒါဖြစ်ကိုဖြစ်မဲ့သဘာဝကြီးဆိုတဲ့အမှန်တရားကိုသိဖို့ပဲဘုန်းဘုန်းတို့ရထားတဲ့ဒီဘောကဒီခန္ဓာကဦးမဲ့နာမဲ့တည်မဲ့ခန္ဓာကြီးပဲလေ ဘာနဲ့မှကုစားလို့မရဘူးကာကွယ်လို့မရဘူးသူတူလန်းသူသွားတာဒါကိုကောင်းကောင်းမြင်ထားမယ်ရှင်အိုလာနာလာတေလာတဲ့အချိန်မှာဘုန်းတို့ဘာမှတောကပတိတို့ကဖြစ်เสียအကြောင်းမရှိဘူးတောကပတိတို့ကဖြစ်တယ်ဆိုတာဒါကိုကောင်းကောင်းကိုမမြင်လို့ပဲဟုတ်လားမမြင်လို့နော်ဒါဒီတိုင်းဖြစ်တဲ့တဘာဝကြီးလို့တကယ်ပိုင်ပိုင်တိုင်းတိုင်းသိမယ်ဆိုရင်တောကပတိတို့ကဘာလုပ်သားမလို့ကြောက်သွားဘုန်းတို့မြတ်စွာဘုရားလက်ထက်ကတူဒီတော့ตาလေးသုံးသွားလို့တကကြီးကမိခင်ကြီးကဒီလောက်မဟုတ်ဘူးတကကြီးက 有这么样事情的，你你们家婆买皮鞋不？阿拉那老孙不罗嘛，皮鞋买的看我们家婆皮鞋就脚了，脚了我们家婆皮鞋就，这家疙瘩，十里不，好，那拉头的就比得死的，这里头嘛，最近交往的我们家婆，买衣服了，最近交往的他那交往嘛呗，他那交往的那最近交往的都都呗，好了，这里嘛最近这家，先打呼嗦了，为什么皮鞋新买的嗦了？怎么打鼾的么？ ဖလာနာမိဝပက္ကနာပါတောပတ္တနာတောပယံအေဝံဇာတာနာမေဆာနာနေဆံမရဏတောပယံတိတိမဲ့တွေဟာနတ်နတ်ခင်းတိုင်းမှာကြွေကြခြင်းဆိုတဲ့ဘေးရှိတယ်။မလခင်အပင်ရောက်သွားကြည့်။ဘုံတော်ငယ်ကဇီးပင်လေးတွေဆိုဝင်းဝါကြွေးနေ။မနေ့မှပဲကြွေတယ်လို့ထင်ရတယ်။ဒါပေမဲ့တညာလုံးကြွေထတာမနေ့ကျမှစုမြင်ရတာဟုတ်။နတ်နတ်ခင်းတိုင်းမှာတိတိမဲ့တွေအတွက်ကြွေကြခြင်းဆိုတဲ့ဘေးရှိတယ်။ အဲ့လိုပဲတတဝါတိုင်းအတွက်သေခြင်းဆိုတဲ့ဘေးကတော့နှိမ့်ဆံမရဏတော့ဘယ်ဟာအမြဲရှိတယ်နော်တတိမေတွေရဲ့ဘေးကမနှခင်းမှာပဲရှိတယ်ကန့်တတ်တာဘုန်းတို့ရဲ့သေဆုံးခြင်းဆိုတဲ့ဘေးကတော့ဘာလို့အချိန်တိုင်းရှိတယ်အေးဒီသဘောလေးတွေမြတ်စွာဘုရားပြောတယ်ယထာပိကုမ္မကာရတကတ္တမတ္တိကပါဇနသဗ္ဗံဗေဒနာပရိယန္တံအေဝံမစ္ဆန္နဇီဝိတံနော်အိုထိန်တွေလှုပ်ထားတဲ့အိုးအစိမ့်အကျက်အကြီးအသေးအိုးအလှအိုးအမျိုးမျိုးရှိတယ်နော်အဲ့ဒီအိုးတွေဟာအလုံးစုံ ွပြ်ခြင်းသာလည်ဆုံးရှိတယ်။တတ္တဝါတွေကဒီလိုပဲဖြစ်လာပြီဆိုရင်သိကြလိမ့်မယ်။ជីជីငယ်ငယ်ပစ္စည်းရှိရှိမရှိရှိဟုတ်လား။ဓမ္မဆရာဖက်ပေးတဲ့ဥမာလေးရင်နော်။အဲ့ဒီမှာဥမာတစ်ခုဆိုရင်တော်တော်ထိတ်လန့်စရာကောင်းတယ်။ဘာပြောတာလဲ။ပိကဒံယေဝညာတိနဲ့ပတ္တလာလပဒံပုထုဧကမေကောဝမိဇ္ဇန္တဂောဝိဇောဝိယနိယတိတဲ့။ဟောအလွန်ကြိုက်တယ်ဒီကာထာလေး။ ိခဒံယေဝညာတိနံပတ္တလာလပတံပုထုဆွေတွေမျိုးတွေချစ်တဲ့ခင်တဲ့လူတွေကဒီတေတော့မဲ့လူမမာကိုဘေးကနေဝိုင်းကြည့်စောင်းလျှောက်ကြတယ်နော်ဘိုင်းဝိုင်းကြည့်နေတချို့လည်းပဲမျက်ရည်မစင်တိုင်းလာတဲ့ဧည့်သည်တွေလူမလာမေးတဲ့လူတွေကိုပြောနေကြတယ်ပေါ့ဘလို့ဖြစ်တာဘယ်တော့မှဘလို့ဖြစ်တာနော်တချို့ဆိုရင်အဲ့ဒါကိုမပြောတော့မပြောနိုင်တော့ဘူးအော်ဟစ်ပြီးတော့ငိုကြတယ်လူမမာဆုံးတော့မယ်ဆိုကြပါစို့ ေကတံယေဝညာတိနဲ့ပတ္တလာလပဒံပုထုအမျိုးမျိုးပြောဆိုငိုကြွေးမြည်တမ်းပြီးတော့နေနေတုံးမှာပဲဧကမေကောဝမေဇ္ဇန္တဂောဝိဇောဝိယနိယတိတဲ့ရောက်ချင်းချင်းကိုသေမဲဟာယူသွားတယ်တဲ့ဒါတင်စားပြောတာဘယ်ကသေမဲမှာလာယူတာမဟုတ်သေတဲ့တဲ့ခန္ဓာကိုယ်ကြီးကိုသေမင်းလို့ပြောတာသေတဲ့တဲ့ခန္ဓာကိုယ်ရဲ့သူ့သူပြည့်ချင်းကြအကြောင်းကုန်တော့ပြည့်သွားတာပဲဒါဟုတ်မြတ်စွာဘုရားထင်ရှားအောင်ဧကမေကောဝမေဇ္ဇန္တအဲ့လိုဆွေတွေမျိုးတွေဝိုင်းထားတဲ့ကြားရရပဲသေမင်းဟာတဲ့ရောက်ချင်းကိုကောက်သွား အဲ့ဒါကိုဘလို့ဥမာပေးအောင်ဆိုတော့ဂောဝိဇောဝိယနိယတိနွားတွေကိုအသားစားဖို့မွေးရထားတဲ့လူတွေရှိတယ်။ဝက်တွေမွေးထားတဲ့လူတွေရှိတယ်။ကြက်တွေမွေးထားတဲ့လူတွေရှိတယ်။ဟုတ်လား။အဲ့လူတွေကဟာဒီနေ့ဘယ်ကောင်ဘယ်ကောင်ကိုတတ်မယ်။တကောင်ချင်းဆွဲသွားတာ။ဘသူကစောတကတက်လို့ရလဲ။ဒီတိုင်းပဲကြည်နေရတယ်။နွားတွေမှလည်းဆွေမျိုးတွေရှိမှာပဲလေသူတို့မွေးထားတဲ့မိတွေရှိမှာပဲ။ညီကိုမောင်နှမရှိမှာပဲ။အတူတူနေတော့သူတို့လည်းတန်ရုံးရှင်ရှိမှာပဲ။ဒါမဲ့သူတို့ဘာတတ်နိုင်လို့ ဧကမေကောဝမိဇာနံနော်ဆွေတွေမျိုးတွေရဲ့အလဲမိုးကြွေးမိတန်းကြိရှုနေတုံးမှာပဲတေမဲဟာတယောက်ချင်းကိုဆွဲခေါ်သွားတယ်နွားတွေမွေးထားတဲ့လူကတတ်တော့မယ်ဆိုရင်တကောင်ချင်းဆွဲခေါ်ပြီးတော့ထုတ်တတ်နေတယ်လို့ပဲတဲ့လောကကြီးမှာလူတွေဟာတတ်ခံနေရအဇူကမှလာတတ်တာမဟုတ်ဘူးနော်ကိုခန္ဓာကိုဟာကိုဟာကိုတတ်တယ်သူများတတ်လို့တေတဲ့မသားတဲ့ကိုယ့်အကိုတတ်လို့တေရတဲ့မသားဘယ်ဟာများကိုယ့်အကိုပဲတေကြတာဟုတ်လားသဘောပေါက်ရလားဟုတ်ကိုတေကြတဲ့မသားများနော်အတိုင်းစားမဲ့ ဟိုမနှိုင်းရှင်လောက်အောင်များဘုရားဆောဘုရားပေးတဲ့ဥပမာအဲ့လိုမျိုးဆောဘုရားတည်ခြင်းအကြောင်းဘဝရဲ့လောကရဲ့အကြောင်းတွေကိုပြောပြီးတော့ပါပြောတော့ဆိုတော့ဧဝမဘာတော်လောကမိစုနာဆသရာယဆလောကကြီးမှာအလွန်ကြီးမားတဲ့ဘေးကြီးရှိတယ်တဲ့ဘေးလို့ပြောရင်လူတွေကရေကြီးတာအမိုးခေါင်းတာမီးလောင်တာဒီပြင်ဘေးတွေပဲမြင်ကြမှာမြတ်စွာဘုရားတို့ဘေးကြီးကိုဘယ်လိုပြောဆိုမိစုနာဆသရာယဆခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းနဲ့ယုံရွဲပြီးတော့ပျက်စီးသွားအိုခြင်းဘေးနာခြင်းဘေးတည်ခြင်းဘေးကိုပြောတာ ီမှာတော့သူကနော်အိုခြင်းသေခြင်းလို့နာခြင်းကိုဖျောက်ပြီးတော့ထားတယ်နော်ဧဝမဘာတော်လောကမေစုနာသသရာယသတတမတိရာနာသောစန္တိဝိရိတဝါလောကပိယယလောကကြီးဟာဒီဘေးကြားထဲမှာပဲရှင်သန်နေရတာလို့ဉာဏ်ရှိတဲ့လူတွေကလောကရဲ့သဘောကိုသိတယ်တဲ့လောကဆိုတာကလူကလူတွေကလောကလို့ပြောရင်နေရနေရာကြီးကိုပဲမြင်တာအမှန်လောကဆိုတာနေရာကြီးကိုအဓိကပြောတာမဟုတ်ကိုယ်ခန္ဓာကိုယ်ကြီးကိုအဓိကပြောတာလောကဘယ်နှမျိုးရှိရလို့ကြားဖို့တော့ ပုံမျိုးတတ္တလောကသင်္ခါရလောကဩကတလောကဟုတ်လားတတ္တဝါတွေကိုတတ္တလောကလို့ပြောတာတကယ်တမ်းကတတ္တဝါဆိုတာရှိတာမဟုတ်ဘူးသင်္ခါရတရားပဲရှိတယ်ရုပ်တည်နေတွေကိုသင်္ခါရတရားလို့ပြောတာတတ္တဝါတွေနေထိုင်ရာကိုဩကတလောကလို့ပြောတယ်တကယ်တမ်းကနေစရာဆိုတာရှိတာမဟုတ်ဘူးရုပ်တည်နေတွေပဲရှိတယ်ဒါပေမဲ့နားလေအောင်တတ္တဝါတွေကိုတတ္တလောကတတ္တဝါတွေနေရာကိုဩကတလောကလောကကြီးလို့ပြောရင်လူတွေကဩကတလောကကြီးပဲမြင်မြင်နေတာ ိုကိုကိုလောကလို့မသိဘူးလောကဆိုတာကိုယ်ဒီပင်လဲလောကပဲလောကတစ်ခုလောကဆိုတဲ့စကလုံးလေးရဲ့အဓိပ္ပာယ်ကဘာလဲလုံစတိပလုံစတိတိလောကဖျို့ဖျဲပြို့ကွဲပျက်စီးတတ်လို့လောကလို့ခေါ်တာ ਉ ပျက်စီးတာအထူးဆန်းမဟုတ်ဘူးပျက်စီးလို့ဝမ်းနေတယ်ဆိုရင်ပျက်စီးမှုကိုမသိလို့ပျက်စီးမှုကိုသိအောင်လုံမထားလို့မကျွမ်းကျင်လို့ဒါဝမ်းနေတာပဲဒါကြောင့်စိုးရိမ်မှုကိုပျောက်ခြင်းအကောင်းဆုံးနည်းကဘာလဲလို့မင်းပျက်စီးနေတဲ့ပျက်စီးတဲ့တဘာဝအမှန်ကိုဘုန်းဘုန်းတို့သိတဲ့တဲ့သိအောင်လုပ်ဖို့ပဲအဲ့ဒါသိရင် စိုးရိမ်မှုဘာမှဘုံဘုံတို့ဖြစ်လာစရာအကြောင်းမရှိခုဒီမှာပညာရှိတဲ့လူတွေကလောကပရိယာယံဒီခန္ဓာလောကရဲ့သဘာဝကိုအမှန်သိပြီးတော့ခန္ဓာလောကရဲ့သဘာဝဘယ်လိုတော့အိုခြင်းသေခြင်းဘေးဖြင့်အမြဲတမ်းနှိပ်ဆက်ခံနေရတဲ့လောကဒါတွေပဲဖြစ်နေတာဒါကိုသိပြီးတော့တဲ့တတ္တမတိတာနတ်သောစံတိပညာရှိတွေကဘယ်တော့မှမစိုးရိမ်ဘူးတဲ့အဲ့ဘုံတော့စိုးရိမ်ပြီဆိုရင်ဘာလို့မသိလို့ပေါ့ဒါကြောင့်စိုးရိမ်မှုကိုကြောက်တယ်ဆိုလို့ရှိရင်မသိမှုကိုကြောက်မှဖြစ်မယ် မသိရင်တော့စိုးရင်ရလိမ့်မယ်စိုးရင်နေပြီဆိုတဲ့အစားအဲ့ဒါအတိညာနေခြင်းရဲ့လက္ခဏာပဲနော်စိုးရင်မှုကအတိညာမရှိခြင်းကနေထွက်လာတဲ့အကျိုးရလက်ပူတယ်ဆိုတာမီးကနေထွက်လာတဲ့အကျိုးရလက်ပဲသဘောပေါက်ရလားဒါကြောင့်လောကရဲ့အကြောင်းကိုဘာလို့မလို့သိရမလို့သိရမလို့ပျက်စီးနေတဲ့လောကလို့သိရတယ်